ရှေခေကကနောင်မင်းသားကြီးရဲ့မြစ်သမီးတော်ဦးနေဝင်းရဲ့ဇနီးဖြစ်ပေမယ့်အိမ်အောင်ဆက်များတဲ့ယရနာနဲ့မေဒီဘောမင်းပါတော်မူပြီးရနောက်အနွယ်တော်ဝင်းဒီဟာခက်ခက်ခဲခဲရှင်တန်ကြရလို့ပြောစကားတွေကိုကြားဖို့မယ်လို့ထင်ပါတယ်။ဒီကနေ့ရွှေဘိုဗီဒီယိုမှာဆိုရင်တော့မင်းမျိုးမင်းနွယ်ဝင်းဖြစ်ပေမယ့်ရင်ဆိုင်လာတဲ့လော့ဂလန်ကိုနောက်ဆုံးချိန်ထိပြုံးပြနှုတ်ဆက်သွားတယ်။ဦးနေဝင်းရဲ့ဇနီးယရနာနဲ့မေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရရနာနတ်မေဟာဦးနေဝင်းရဲ့စတုထအိန်အောင်ဘက်ဖြစ်မြမနိုင်ငံခေါင်းဆောင်ရဲ့ဇနီးကောင်ပုတ်ရရှိခဲ့တဲ့အနွယ်ဝင်တယောက်ဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံသားအင်္ဂလိပ်လူမျိုးမြင်းပွဲတိုင်ဟာဘတ်ဘယ်လာမီနဲ့လင်းဖင်ထိတ်တယ်မာလတ်တို့မှာ 1932ခုနှစ်ဇွန်လ1ရက်ရန်ကုန်မှာမွေးပြီးအဖိုးအဖွားဖြစ်တဲ့လင်းပင်မင်းသားကြီးနဲ့ရင်းနသားခင်ခင်ကြီးတို့ကအသက်ကြီးမားရတဲ့ကလေးဖြစ်တာကြောင့်နတ်ကပေးတဲ့ကလေးလို့ဆိုကရတနာနတ်မဲလို့အမည်ပေးခဲ့ပါတယ်1942ခုနှစ်ဒုတိယကမ္ဘာစစ်ပြီးဂျပန်ဝင်လာတဲ့အခါရန်ကုန်မှာဘုံတန်ခံရပြီးအိန္ဒိယဘက်ကိုဆစ်ဆောင်ခဲ့လျာအိန္ဒိယမြောက်ပိုင်းအလာဟာဘတ်မှာအခြေချပြီးတော့အသက်၁၂နှစ်ရောက်တဲ့အခါမှာကလင်ပုံရှိစိတ်ဂျိုးဆက်သီလရှင်ကျောင်းမှာအကျောင်းတက်ရပါတယ် တာသနာပြုကျောင်းမသီလရှင်ဆီယာမကယရနာနတ်မဟာသွေးနှောဖြစ်နေပြီးပညာပြတာတွေကိုအရွယ်တိုက်ရာကျောင်းထုတ်ခဲ့ရပါတော့တယ်1945ခုနှစ်အသက်14နှစ်အရွယ်ရောက်တော့မှမေမျိုးကိုပြောင်းခဲ့ပြီးရန္နာနတ်မေဟာမြင်းမွေးကမကြမကြာတောပြည့်ထွက်လေရှိပြီးတက်ခွလေစူတတ်တဲ့သူပါမေမျိုးစိုင်းမိုင်ကယ်အမျိုးသမီးအထက်တန်းကျောင်းမှာပညာဆက်တင်ပြီးစာရေးစာကုန်းဖြန့်ပွဲမှာစုရလျောင်အမေရိကန်နိုင်ငံနယူးယောက်ကိုလေးလာရေးခရီး3လကြာသွားခွင့်ရပူပါတယ်1946ခုနှစ် ခရမ်းရောင်လွင်မြန်ဇက်ကားမှာပါဝင်ရန်အတွက်ကမ်းလှမ်းခံရပေမဲ့လေထောက်လုပ်သူဘက်ကရင်ကျေးမှုနဲ့မလျော်ညီတဲ့တောင်းဆိုချက်တွေကြောင့်ညှင်းဆန်လိုက်ပါတယ်။အဲဒီနေရာမှာဝင်းမင်းတန်းကဝင်ရရအထူးနာမည်ကျော်သွားခဲ့တာပါ။1954ခုနှစ်အသက်22နှစ်အရွယ်မှာဆိုရင်တော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှမြန်မာနိုင်ငံမှာတာဝန်ကြားတဲ့ငှက်ပြားဆိုင်ရာအကြံပေးဆရာဝန်အီတလီယန်လူမျိုး Mario Postiglione နဲ့အိမ်အောင်ကြပြီးတော့တာဝန်ဝေပြီး1963ခုနှစ်ဇွန်လအရောက်မှာကွာရှင်းခဲ့ပါတယ်။ လုံးနဲ့ယရနာနတ်မေဟာတာနီယောင်ဖြစ်တဲ့မိုက်ကယ်နဲ့မော်ရစ်တို့ကိုတာဝန်ယူပြီးမရှိမနှောင်းမှာမိခင်ဖြစ်သူတိမ်မာကြောင့်သိရပြီးတော့ရန်ကုန်ကိုပြန်လာပြီးဗိုလ်ချုပ်နေဝင်နဲ့ယင်းနေသွားပါတယ်။နောက်တနေ့ကျမှတော့ဇနီးဆောင်ထားတဲ့ဗိုလ်ချုပ်နေဝင်ကလက်ထပ်ခွင့်တောင်းခဲ့ပြီးအချိန်ချင်းစဉ်းစားပြီးရနောက်မှာတော့ရန်ကုန်ကိုပြန်က1986ခုနှစ်ဒီဇင်ဘာလမှာလက်ထပ်ဖြစ်သွားခဲ့တာပါ။နောက်ဦးနှစ်ဖက်မှာအကျိုးအမြတ်အတွက်လက်ထပ်ချင်းမျိုးဖြစ်ပြီးဟာတာရှေမခံလိုက်ဖဲ၅လကြာအိမ်တော်ရေးတခန့်ရက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ယရနာနမေဟာအိမ်အောင်သားမွေးလုပ်ကိုစိတ်ကုံသွားပြီး1983ခုနှစ်မှာစပြီးအရှေ့တိုင်းစာနဲ့အီတလီစာချက်ပြုတ်နည်းတွေကိုတင်ကြားတဲ့အချက်ပြုတ်သင်တန်းဖွင့်လှစ်ခဲ့ပါတယ်။ဒါ့အပြင်ရန်ကုန်မှာရှိတဲ့ဆရာဝန်တွေကနေတဆင့်စေချောင်းမတတ်နိုင်တဲ့သူတွေကိုထောက်ပံ့ပေးခဲ့ပြီးတော့နာကဲကြောင့်ပျက်စီးသွားတဲ့ရွာတွေကိုလည်းအကူအညီတွေအများကြီးပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဒီဇင်ဘာလ1ရက်2020ပြည့်နှစ်မှာအသက်88နှစ်အရွယ်ယရနာနမေလို့ခေါ်တဲ့ ဂျုံရော့စ်ဘယ်လာမီဟာအီတလီနိုင်ငံဖလော်ရန့်စ်မြို့မှာနှလုံးရောဂါနဲ့ကွယ်လွန်သွားတယ်လို့သိရပါတယ်ပရိသတ်ဇီရိုရဲ့။ဒီလောက်နဲ့တော့ဆက်ဖွင့်ပြပါရှင်။အတက်တက်တောင်ကြားရရင်လည်းပြန်လာခဲ့ပါအောင်ပဲအမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါ။